ရှိတာပါဗျဒီကမ္ဘောဇာတစ်ခုလည်းရှိတာပါလားတခြားအရှိမလားပင်းစရာကမ္ဘောဇာတစ်ခုလည်းပါရှင့်အဲ့ဆိုရင်ဗောဒီဒီတိုးရပေါင်းဆိုရင်ဟောဒီဘလတ်လောက်များဒီပြီးချင်ရဖို့ရှိမှာအဲ့ဒါကျွန်တော်တို့မိသားစုစီးပွားရေး private ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဖြစ်ကျွန်မမဖြစ်ကြပါဘူးဆိုလို့ရှိရင်အလုတ်ကြီးကြီးလုတ်တဲ့လူကဒီချင်းဝေများများရှိနိုင်ပါတယ်အဲ့ဒါဒီဒါဒါဒါမေးစရာအကြောင်းမရှိဘူးရှင်ကျွန်မထင်တော့ UEC ကကျွန်မကိုစစ်တယ်ပေါ့နော်စစ်တော့တရားတွေ့ရှိတယ်အဲတွေ့ရှိတာကျွန်မထင်တာတော့ဟိုပေါ့ကန့်ကွက်တဲ့လူရှိလို့လည်းဖြစ်မှာပါရှင်ကန့်ကွက်တဲ့လူရှိလို့ဖြစ်မှာပါရှင် ဲ့ကျွန်တော်အဲ့ဒါတော့ကျွန်မမသိပါဘူး။ဟိုကျွန်တော် UEC ကိုဟိုဟာရှင်အတနာခံစားတင်လိုက်ပါမရှင်။ဟိုအော်တိုဘာ16ရက်နေ့ကဟိုကျွန်မတို့ဟိုဟာပုံစံလေလောင်းတက်တေကန်ကပ်ပြားကျွန်မကိုထုတ်ပေးပြီးဖြစ်ပါတယ်။ပြီး27ရက်နေ့ညမှာအကျွန်မတို့ဒီတရားပယ်ဖြစ်တယ်ဆိုတာစာကျွန်မအကြောင်းကြားစာရတော့လေ။အကျွန်မ24ရက်နေ့ကကျွန်မ24ရက်နေ့ကပထမတော့ကျွန်မစာပဲယဉ်တင်လိုက်တာပါရှင်။ဟိုအတနာခံစားတင်တယ်။ပြီးတော့တနေ့ကပေါ့နော်။တနေ့ကအော်တိုဘာ30ရက်နေ့ကတော့ကျွန်မ အဲကျမဟိုပါပေါ့တိန်ငါတောင်းပေါ့ကမ္ဘောဇာဘောင်သွင်းပြီးတော့မှကျမကျမကရိုးရိုးသားသားနဲ့အဲဒီပေးရရှိတောင်းဝင်လဲကျမတို့ညင်းပယ်တာမဟုတ်ဘူးအဲပြီးလို့ရှိရင်လည်းဒီရိုးကောက်ပွဲဝင်ခြင်းနဲ့အတွက်ကြောင့်မလို့ဒီလိုရက်တူကိုသွင်းမှာဒီလက်များလေးဝေပမာဏတော့ကျမကမ္ဘောဇာဘောင်ပေးသွင်းထားပါတယ်ဆိုတာလည်းကျမ UEC ကို30ရက်နေ့ကဝေသွင်းပြီးတာနဲ့တပြိုင်နက်အဲကျမတစ်ခါလဲစာတင်ထားပါရှင့်စာနှစ်ဆောင်တင်ထားပါရှင့် ဟုတ်ကဲ့ပါဥက္ကဋ္ဌအင်းနေနဲ့ဒီလိုအခြေအနေမျိုးဖြစ်လာနိုင်ရယ်ဆိုတာကြိုပြီးတော့များတာခံမမိခဲ့သေးလားဘယ်လိုဖြစ်နေလဲ။ဟိုကျမကတော့ဗောကျမစီးပွားရေးလုပ်ငန်းဖြစ်တဲ့ခါကျတော့မိသားစုစီးပွားရေးဖြစ်တယ်နိုင်ငံရေးလည်းလုပ်တယ်ဆိုတော့ကျမချောင်းမလို့နိုင်ငံရေးဆိုတာအတိုက်ခိုက်များတယ်ပေါ့နော်ဒါကျမသိပြီးသားဖြစ်ပါတယ်။မရှိပြီးတော့ကျမမပါခဲ့လို့ရှိရင်681ယောက်ကျန်ပါသေးတယ်။နော်အဲ့ဒါကြောင့်မလို့ဒီဒီကျမတို့ပါတီကိုနိုင်ငံအကျိုးပြုဖို့လို့အတွက် အဲရင်ကြည့်တယ်ဆိုလို့ရှိရင်ကျမတို့ပါတီကိုကျမရွေးကောက်ပွဲဝင်ရသည်ဖြစ်စီမဝင်ရသည်ဖြစ်စီကျမတို့ပါတီကိုမဲပေးကြပါလို့ကျမတို့ပြည်သူလူထုမဆန္ဒရှင်တွေကိုကျမမြစ်တာရက်ခံလိုပါတယ်ရှင့်ဒေါ်သက်သက်ခိုင်ရွေးကောက်ပွဲဝင်ခွင့်အတွက် UEC တို့အတနာခံစားတင်ထားပြည်သူရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်သည်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ရန်ကိုယ်စလဲလောင်းအမိစည်းရင်မှပယ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံအတနာခံစားတင်သွင်းထားကြောင်းယနေ့ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည် ရင်းဤတနာခန်စာကို UEC မှလက်ခံမခံယနေ့အထိအကြောင်းပြန်ကြားခြင်းမရှိသေးတော့လေရွေးကောက်ပွဲဝင်ရောက်ခွင့်ရသည်ဖြစ်စေမရသည်ဖြစ်စေပါတီဥက္ကဋ္ဌအဖြစ်ဆက်လက်တည်ရှိပြီးနင်းတို့ပါတီမှဝင်ရောက်ရှင်ပြိုင်မိအခြားကိုယ်စားလှယ်လောင်းများကိုမဲပေးနိုင်ကြောင်းတိုင်းရင်းသားပြည်သူများကိုမြစ်တာရက်ခံပြောကြားခဲ့သည့်ဒေါ်သက်သက်ခိုင်သည်ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနှင့်အမှတ်နှစ်တွင်ဝင်ရောက်ရှင်ပြိုင်ရန်စည်ရင်းတင်သွင်းထားခြင်းဖြစ်ပြီးရွေးကောက်ပွဲဥပဒေပုံမှန်ရှိကာနှင့်ညှိစွန်းသည့်ဖြင့်တည်ဖြတ်ခံခဲ့ရခြင်းဖြစ်ကား ရင်းဦးဆောင်သည့်ပြည်သူ့ရှေ့ဆောင်ပါတီသည်လာမည့်ရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်း680နှစ်ဦးအမည်စရင်တင်သွင်းထားကြောင်းသိရသည်အဲ့တော့အိမ်ခါဒီမှာရမယ်ကျမအားပေါ့မဲပေါ့နော်အားဟုတ်တော့ကျမနည်းနည်းကြည့်ဖို့ပိုတယ်ဖြစ်တယ်အားစဉ်းစားဆရာမကို support လုပ်မယ်လို့လည်းများနေတယ်အဲ့ခါကျတော့ဆရာမလည်းကြော့သွားနိုင်တယ်အဲ့ပေါ်မှာဆရာမ concern ဘယ်လိုရှိပါလဲရှင် အနေရှိရပါဘူး။ဟုတ်ကဲ့ဆိုကျွန်မအခုချိန်ထိကျွန်မပြောနိုင်တာတော့ကျွန်မ UEC ကိုအတနာခံစားတင်ထားတယ်။ UEC ကဒီအတနာခံစားကိုလက်ခံလားပဲလက်မခံဘူးလားဆိုတာကျွန်မဒီနေ့ထိအကြောင်းမပြန်သေးဘူး။ဆိုတော့ဟိုဒီညီမမေးတဲ့မေးခွန်းကတော့တကယ်လို့ UEC ကကျွန်မအခွင့်မပြုဘူးဆိုရင်ဘယ်လိုပြင်ဆင်ထားလဲပေါ့နော်။ဆိုတော့ရှင်ကျွန်မဒီပါတီတီထောင်တာလို့ကျွန်မပြောချင်ပါတယ်ရှင်ပါတီတီထောင်တော့ရှင်ကျွန်မတို့ကပါတီတီထောင်မယ်ဆိုတော့ရှင်ကျွန်မတို့ကအဲကျွန်မလူငယ်ပညာတတ်တွေနဲ့ကျွန်မအလုပ်လုပ်ခဲ့ပါတယ် အဲ့ဒါအဓိကဘာလဲဆိုရင်အဖက်စီတစ်ခုမှာအခြေခံကောင်းရမယ်။အုံမြင့်ခံရမယ်။အဲ့ဒါဘာလဲဆိုပါတီရဲ့ဖက်စီပုံစည်းမျဉ်းမှာရှင်။ပြီးလို့ရှိရင်ပါတီဖက်စီပုံစည်းမျဉ်းကိုကျမတို့နိုင်ငံတကာကဒီမိုကရေစီနိုင်ငံတွေရဲ့ဒီမိုကရေစီပါတီတွေရဲ့ဖက်စီပုံစည်းမျဉ်းကိုလေ့လာခဲ့တယ်။ဒါလူမျိုးပညာတတ်တွေပေါ့။သူတို့ကျွန်တော်တို့ကကျွန်တော်တို့ကျမတို့ကနိုင်ငံရေးလည်းမလုပ်ချင်သေးဘူး။မလုပ်ချင်။ဒါပေမဲ့ anti tech party အစ်စ်ထောင်မယ်ဆိုကျွန်တော်တို့အားပေးမယ်။ကျွန်တော်တို့ဝိုင်းကူမယ်ဆိုပြီးတော့မှသူတို့ဝိုင်းရှာပေးတယ်ဝိုင်းပြီးဖတ်ကြတယ်။ပြီးလို့ရှိရင်ပြီးလို့ရှိရင်ကျမတို့ပါတီဖက်စီပုံစည်းမျဉ်းကျမရေးခဲ့တယ်ပေါ့။ ဲ့ရဲတဲ့လုံးဝရင်ကျွန်တော်တို့ပါတီဒီ programmatic party အနေနဲ့ဖွဲ့စည်းမယ်။ဆိုတော့ကျွန်မအနေနဲ့ပြောရတဲ့ 3P ပေါ့နော်။ကျွန်တော်ရှင်ပထမပြရတဲ့ paternalistic party ဆိုတာ paternalistic party ဆိုတာဟိုဟိုအုပ်စုစနစ်နဲ့တည်ထောင်ထားတဲ့ party ကျွန်တော်တို့အဲ့လိုလည်းမတော်ချင်ဘူးနံပါတ်1နံပါတ်2က personalistic party လူတိုးချောက်တဲ့ကိုအရင်အမိတဟဲပြုတ်ပြီးတော့မှဒီလူမရှိရင် party မရှိဘူးဆိုတော့ ပုံစံမျိုးကိုကျမတို့အဲ့ဒါလည်းကျမတို့မသွားခြင်းဘူး။ဒါနောက်ဆုံးတစ်ခုကနောက်ဆုံးပြရတော့ programmatic party ပေါ့နော်။ဆိုလို့ရှိရင်ကျမတို့ကမူဝါဒနဲ့လုပ်ငန်းလမ်းစဉ်အတိအကျရှိတဲ့ party နေနဲ့ကျမတို့သွားမယ်။ပြီးလို့ရှိရင်ကျမတို့ collective leadership ပေါ့နော်။ဆိုလို့ရှိရင်စုပေါင်းဥဆောင်ခြင်းနဲ့ကျမတို့သွားမယ်။ဆိုပြီးတော့မှဖက်စည်းပုံကျမတို့ party ဖက်စည်းပုံဆင်းမြင်မှလည်းအဲ့ဒါရေးခဲ့ပါလိမ့်ရှင်။အဲ့ဒါရေးပြီးတော့မှကျမတို့ party ကိုဆက်ပြီးတော့မှတီထောင်မယ်ဆိုတဲ့နေရာမှာ party တီထောင်မယ်ဆိုတဲ့နေရာမှာနံပါတ်1 ပါတီစီမင်းရေးတယ်ပေါ့နော်နံပါတ်1ပရိုဂရမ်မက်တစ်ပါတီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ပါတီအတွက်ပညာရှင်တွေခန်းကဏ္ဍအရေးကြီးပါတယ်ဒီပါတီဖက်စီဘောက်စီမင်းမှာပဲကျွန်တော်တို့ရဲ့မူဝါဒတွေမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်တယ်ဆိုတော့မူဝါဒတွေအများအားဖြင့်တဲ့မူဝါဒတွေကိုကျွန်တော်တို့ချက်သွင်းရေးဆွဲခဲ့တာဖြစ်ပါတယ်အဲ့ဒါအဲ့ပညာရှင်တွေပေါ့နော်ပညာရေးဆိုပညာရေးအစ်ပါတီတမ်းမရေးဆိုတမ်းမရေးအဲဒါရောက်တာကလူတိုင်းကအကောင့်ချက်ဖို့တာဝန်ရှိတယ် shared responsibility ပဲလို့တရားထွေးတာဝန်ယူတာမဟုတ်ဘဲနဲ့ဒီအဖက်လုံးအဖက်လုံးပေါ့နော်ဘယ်လိုလုပ်လို့ဆိုအဖက်တစ်ဖက်လုံးတာဝန်ယူဖို့ တောင်းတောင်းရှိတယ်ဒါအကုန်လုံးသဘောတူပြီးဆုံးဖြတ်ထားတာကျွန်တော်တို့ဒီလိုပုံစံနဲ့ကျွန်တော်တို့သွားတာဖြစ်ပါတယ်ရှင်အဲ့ဒါကိုကျွန်တော်က collective leadership လို့ပြောချင်တယ်နော်အဲ့ဒါဖြစ်ပြီးတော့မှပြီးလို့ရှိရင်အကောင့်ထဲပေါ်ရင်လည်းကျမတို့ကတိုးထွက်ထွက်ခိုင်းစီလို့မဟုတ်ဘူးလူတိုင်းကဟိုဟိုပေါ့ခြေခြေနက်နက်နဲ့ဆောင်းဟိုပေါ့ဝိုင်းဆုံးဖြတ်ထားတာဖြစ်တဲ့အတွက်လူတိုင်းကအကောင့်ထဲပေါ်ဖို့တာဝန်ရှိတယ် collective action ပေါ့ဆိုလို့ရှိရင်ကျမတို့ကဒီနိုင်ငံရေးပါတီတခုဆိုတာအများနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းမျိုးဖြစ်တယ်ပြီးလို့ရှိရင်မူဝါဒနီလန်အဖြစ်ပြည်သူရဲ့နိုင်ငံအကျိုးပြည်သူအကျိုးဆောင်ရွက်မဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မလို့ ညကျွန်တော်တို့အနေနဲ့ကျွန်တော်တို့အနေနဲ့ခုနကလိုပေါ့နော် collective action ဆိုတာအရေးကြီးပါတယ်ရှင်တူတူတဲပေါ့မိခုံနေတာမဟုတ်ဘဲနဲ့လူတိုင်းကသူ့အစ်စ်နဲ့သူပေါ့မြို့နယ်ဆိုလဲမြို့နယ်အစ်စ်ဦးဆောင်နိုင်ရမယ်ခရိုင်ဆိုလဲခရိုင်အတိုင်းဒေသကြီးပြည်နယ်ဆိုလဲအတိုင်းဒေသကြီးပြည်နယ်ပေါ့နော်ဘဟုစိတ်ဆိုလဲဘဟုဦးဆောင်နိုင်တာရှိရမယ်ဆိုပြီးတော့မှကျွန်တော်တို့ party တွင်းမှာအချုပ်ပြောရင်တော့ democratic governance ပေါ့ democracy နီးလမ်းကြကျွန်တော်တို့ အုပ်ချုပ်စီမံတဲ့စနစ်အဲ့ဒါဘာလဲဆိုရင်ကျမတို့အောက်ခြေအတန်နေနားထောင်လဲပြီးလို့ရှိရင်ဒီ issue တွေစပွဲပေါ်တင်ပြီးဆွေးနွေးတယ်ဆွေးနွေးပြီးတော့မှအကုန်လုံးဝိုင်းပါပြီးဆုံးဖြတ်တယ်ပြီးလို့ရှိရင်အကုန်လုံးသဘောတူထားတဲ့ကိစ္စဖြစ်တဲ့အတွက်အကုန်လုံးကတက်တက်ကြွကြွအကောင့်ထဲပေါ်တယ်ဆိုတဲ့ပုံစံနဲ့ကျမတို့တဲတော့လည်းတင်းတဲ့အလျောက်အခုကြီးလာတော့လည်းကြီးလာတဲ့အလျောက်ကျမတို့ဒီလိုအကောင့်ထဲပေါ်တဲ့အတွက်ကြောင့်မလို့အာကျမတို့ပါတီကဒီလိုဖြစ်နေတဲ့အတွက်ကြောင့်မလို့အာပုံပုံချင်းရဟိုပါပေါ့နော်ပုတ်တိုက်မှုလေးရှိပါတယ်လူဆိုရလူရှိပြဿနာရှိတာပဲတို့တော့လည်းကျမတို့ဒီပါတီမူဝါဒ မူမူပေါင်ကြီးတဲမှာလူတိုင်းလူတိုင်းကယုံယုံချီချီနဲ့စီစီလောက်လောက်နဲ့ပါဝင်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမမပါခဲ့လို့ရှိရင်ပေါ့နော်ဒါဆိုလို့ရှိရင်ကျမဒီပါတီဥက္ကဋ္ဌအနေနဲ့ဆက်ရှိနေတယ်ကျမကပေါ့နော်ဒီ2024ခုနှစ်ဇန်နဝါရီတရက်နေ့လုံးကနေကျမ ဒီမင်းဌာနနဲ့အားယူပြီးကျွန်မအိမ်ပြန်ရောက်တဲ့အချိန်တုန်းကစပြီးကျွန်မပါတီကိစ္စပဲဆောင်ရွက်နေတာဖြစ်ပါတယ်ရှင်။ဆိုလို့ရှိရင်ပါတီကိုဥဆောင်မှုအားဖြင့်စနစ်အားဖြင့်အဲကျွန်မကျွန်မပါဝင်နေပါတယ်။နောက်တစ်ခုကတော့ဒီလိုမီဒီယာတွေနဲ့တွေ့ဆုံပြီးပြောဆိုခြင်းအားဖြင့်ပါတီ branding ပေါ့နော်။အစသဖြင့်ဒါတွေကျွန်မတို့ဆောင်ကျွန်မအနေနဲ့ဆောင်ရွက်နေပါတယ်ရှင်။ ုံးလုံးရှိကျွန်မကအရင်တုန်းကကျွန်မကဟို2016နဲ့2020တော့ကျွန်မတို့တကောမဲဆန္ဒနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တယ်။ဒါ2020မှာကျွန်မမရန်ကုန်မဲဆန္ဒနယ်ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ရှင်းပြန်ခဲ့တဲ့နေရာမှာကျွန်မမနိုင်ခဲ့ပါဘူး။ဟိုရှင်းခဲ့တယ်ပေါ့နော်။ဆိုလို့ရှိရင်ကျွန်မပြည်သူ့လွှတ်တော်ကနေအခုဒီချိန်မှာတော့အမျိုးသားလွှတ်တော်ဘာကြောင့်ပြောင်းပြီးပြိုင်တာလဲဆိုလို့ရှိရင်ကျွန်မအမျိုးသားလွှတ်တော်မဲအများအဆုံးရသူအနိုင်ယူစနစ်မှာကျွန်မပိုက်တောင်းတာဖြစ်တဲ့အတွက်ကျွန်မရတဲ့မဲတွေကကျွန်မတိကျကျခံစားရတာမဟုတ်ဘဲနဲ့ ျမမဲဆန္ဒနဲ့အမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်မှာပါတဲ့ဟိုမြို့နယ်ရှစ်ခုစလုံးမှာဟို TPR ပေါ့နော်အချိုးကျပုံစံပြုစနစ်မှာတွက်လို့ရှိရင်ဒီအချိုးများအောင်လို့ပြောကျမအမျိုးသားလွတ်တော် FPTP ဒီမဲများဆုံးရသူအနိုင်ယူစနစ်နဲ့ကျမပြိုင်တာဖြစ်ပါချင်းဆိုလို့ရှိရင်ကျမမပါနိုင်လို့ရှိရင်တော့ဒီမဲတွေကအာဒီမဲတွေကဟိုပါပေါ့နော်ကျမကိုပေးမဲ့မဲတွေမရနိုင်ဘူးဒါကြောင့်ကျမက တာရခံချင်တာကကျွန်တော်တို့ပါတီဒီလူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဥဆောင်မဲ့ပါတီဖြစ်တယ်ဒီဒီနေရာမှာကျွန်တော်တို့ကဒီအာတာတာပေါ့နော်အာတာနာပေါ့ပြီးလို့ရှိရင်လည်းကျွန်တော်တို့ငင်းချရေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအသင့်တင့်သမားတွေဖြစ်တယ်ကျွန်တော်တို့ဒီတော်လန်ရေးကိုမယုံကြည်ဘူးကျွန်တော်တို့ပါတီကတိဆောက်ရေးကိုယုံကြည်တယ်ကျွန်တော်တို့ကထိတ်တိုက်ဒီဆိုင်လာတွေကိုကျမတို့မယုံကြည်ဘူးကျမတို့ကမိမဲဆွေးနွေးပြီးတွားတာကိုယုံကြည်တယ်အဲ့ဒါကြောင့်မို့ကျမတို့ပါတီဒီငင်းချမ်းရေးအတွက်လဲဟုတ်ပါတော့အက်တာကောင်းဖြစ်မယ်ပေါ့နော်ဒီနိုင်ငံရေးပါတီတစ်ခုအနေနဲ့ငင်းချမ်းရေးဆွေးနွေးပွဲရမှာလဲကျမတို့ခက်ခဲနေ ခန်းကဏ္ဍဟိုကျွန်တော်တို့အစွမ်းစားပြနိုင်မယ်ပေါ့နော်ဒါရလထွက်အောင်လုပ်နိုင်မယ်ပြီးလို့ရှိရင်ပြည်သူလူထုရဲ့လူမှုစီမံခန့်မျိုးတိုးတက်ရေးအတွက်လည်းကျွန်တော်တို့နှံ့နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးလို့ရှိရင်ဒီဒီရွေးကောက်ပွဲပေါ့နော်အခုဒီဒီဇင်ဘာ28ရက်နေ့မှာလုပ်မယ့်ရွေးကောက်ပွဲမှာကျွန်တော်တို့ပါတီအနေနဲ့အဲကျွန်မအပါဆိုရင်682ယောက်အော်ကျမတို့ရှိပါတယ်ရှင့်မရှိပြီးတော့ကျမမပါခဲ့လို့ရှင့်682ယောက်ကျန်ပါသေးတယ်။ဒါအဲ့ဒါကြောင့်မလို့ဒီဒီကျမတို့ပါတီကိုနိုင်ငံအကျိုးပြုဖို့လို့အတွက် ဲကျွန်တော်ကြည့်ရဆိုလို့ရှိရင်ကျမတို့ပါတီကိုကျမတို့ရွေးကောက်ပွဲဝင်ရသည်ဖြစ်စေမဝင်ရသည်ဖြစ်စေကျမတို့ပါတီကိုမဲပေးကြပါလို့ကျမတို့ပြည်သူလူထုမဆန္ဒရှင်တွေကိုကျမမေတ္တာရက်ခံလိုပါတယ်ရှင့်အဲဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမ27ရက်နေ့ကစတည်တယ်ပေါ့နော်27ရက်နေ့ကအောက်တိုဘာ27ရက်နေ့ကတည်တယ်အောက်တိုဘာ26လောက်ဆိုပါတီမှာရောဒီပြည်တွင်းမှာရောမဆန္ဒရှင်တွေအကုန်တည်ပြီပေါ့နော်တည်တဲ့အချိန်မှာ28ရက်နေ့ နှစ်ရှစ်နှစ်ကို33ကျစ်ပေါ့အောက်တိုဘာမှာ၄ရက်တခုနိုဝင်ဘာမှာ၁ရက်မှာဒီ9ရက်မှာကျမဘာမှအလုပ်မလုပ်နိုင်သေးဖြစ်မှာလဲအဲကျမမြေပြင်မှာရှိတဲ့ကျမရဲ့မဲဆန္ဒနယ်မှာရှိတဲ့မဲဆန္ဒနယ်အသီးသီးမှာရှိတဲ့ကျမရဲ့လွတ်ပေါ်ကင်မဲ့တွေကတက်တက်ကြွားကြွားနဲ့အလုပ်လုပ်နေကြတာဖြစ်ပါလေရှင်အဲပြီးလို့ရှိရင်ဟိုကျမတို့ဥက္ကဋ္ဌပေါ့ကျွန်တော်တို့ကျမတို့ဥက္ကဋ္ဌကဒီလိုဟိုပါပေါ့နော်အခက်အခဲကိုရင်ဆိုင်နေရတဲ့အတွက်ဒီလိုပြဿနာကိုဖြေရှင်းနေရတဲ့အချိန်မှာသူတို့အလုပ်ကိုကြိုးစားမယ်ဆိုတာကျမကို ဟိုကတိပြုကြပါလားရှင်။နော်အဲ့ဒါအကြောင်းမလို့နော်အဲ့ဒါအကြောင်းမလို့ပေါ့နော်ကျွန်တော်တို့ကမူဝါဒနဲ့လောက်လားလမ်းစဉ်အတိအကျရှိတဲ့ပါတီဖြစ်တယ်။ပြီးလို့ရှင်အမျိုးသမီးတွေအမျိုးသားတွေလူကြီးလူငယ်လူလတ်တိုင်းရင်းသားတွေအကုန်လုံးဟိုပါဝင်နိုင်အောင်ဒီဖက်စည်းထားတဲ့ဒီဒီနိုင်ငံရေးအစင်းကြံကြီးဖြစ်တယ်ပေါ့နော်။ဒီစင်းကြံကြီးပေါ်မှာရှောက်ကြတဲ့သူတွေကလည်းဒါတိုင်းပြည်ကိုဟိုဒီပြည်သူကိုစူးစမ်းပြုပြီးတော့မှလွှတ်တော်ထဲမှာ ်ပြည်သူကိုစားပေါ့နော်ဟိုဆောင်ရွက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပါဝင်ကြတာဖြစ်ပါလိမ့်ရှင်အဲ့ဒါကြောင့်မို့ကျမတယောက်တည်းမပါတာကိုမကြည့်ပဲနဲ့ကျမဒီပါတီမှာရှိနေပါတယ်ပါတီမှာပါတီဥက္ကဋ္ဌအနေနဲ့ရှိနေတယ်ကျမဟိုရွေးကောက်ပွဲဝင်နေဖြစ်စီမဝင်နေဖြစ်စီကျမတို့ပါတီရဲ့မူဝါဒတွေကိုအကောင့်ထက်ဖော်ဆီချင်တယ်ဆိုလို့ရှိရင်နော်ကျမတို့ပါတီကိုမဲပေးကြပါလို့ကျမကတော့အမဲဆန္ဒရှင်ပြည်သူလူထုကိုကျမမေတ္တာရပ်ခံခြင်းပါလိမ့်ရှင်ကျေးဇူးပါရှင်ဘယ်ကနေတော့ဘယ်ကနေတော့ဘယ်လိုက်တယ် ပိုးစိုးဆောင်ကြီးအများကြီးပဲပေါ့နော်အများကြီးတင်ပါဦးကဲကြီးကမှာတော့ဘယ်လိုတိုက်ခိုက်ကလေးပြည်ကျတော့ဆိုတော့တင်းမြတ်သွားလို့ပဲစစ်စစ်ရစစ်တဲ့ငယ်ကိစ္စကအဓိကအခြားအကြောင်းအရာများရှိသလားပေါ့နော်ဒါလေးအတိအကျပါလေနောက်တစ်ခါအဲပြည်သူရှိတော်ပါရီကဥက္ကလာကြီးခုလိုဖြစ်သွားတဲ့အချိန်မှာလဲပြုံသွားကြအောင်နော်လဲပြုံသွားကြအောင်အလုံးကတွန်းတိုက်နေအဲပါတီရေးတဲ့ညောင်ကြီးကိုလုံးကြီးကြတော့အတွေ့ရတယ်အဲတွေ့ရတော့အထူးဖြင့်ဥက္ကလာကြီးကသူကအစိုးရထဲကိုရောက်ဖို့အတွက်တွန်းအားပေးနေရတယ် တွေ့ရတယ်အဲ့တော့ဥက္ကရာကြီးကနိုင်ငံကြီးကိုစိတ်ပြက်သွားတာလားဆက်တော့မှာပါဘောနော်တော့ဒါကပြည်သူ့ရှင်တော်ပါတီကအဲဟာလုပ်ပေးမှာလေဘောနော်အဲ့ဒီပြည်ချင်းမှာအဲနည်းနည်းထက်ကတော့ကျွန်မပါတီစတီထောင်တော့ရရင်နိုင်ငံရေးပါတီထက်ကျွန်မတို့ကနိုင်ငံအရေးပိုအရေးကြီးတယ်ဆိုတာဒါပါတီထဲမှာလည်းအကုန်အဲပါတီဝင်တွေရောကျွန်မတို့ကိုယ်စားလှယ်လောင်းတွေအမှုဆောင်တွေရောအကုန်ပြောထားပြီးသားဖြစ်ပါတယ်ရှင့်ဆိုလို့ရှိရင်နိုင်ငံအရေးကိုလှုပ်ချင်လို့ဒီပါတီဒီပလက်ဖောင်းတစ်ခုအနေနဲ့အသုံးပြုတာဖြစ်ပါတယ် ဆိုလို့ရှိရင်ကျမပါရသည်ဖြစ်စေမပါရသည်ဖြစ်စေဒီကျမတို့နိုင်ငံရေးပါတီရဲ့အောင်မြင်မှုကျမဘာနဲ့တိုင်းကြခြင်းလဲဆိုရင်ကျမတို့နိုင်ငံရေးပါတီဆိုတဲ့ဒီနိုင်ငံရေးစင်ချံပေါ်ကနေပြီးတော့မှကျမတို့ဟိုနိုင်ငံသားတစ်နေရောက်ကိုလွှတ်တော်လဲပို့နိုင်ပို့လိုက်နိုင်လဲပြီးလို့ရှိရင်နိုင်ငံသားတစ်နေရောက်ကိုအစိုးရဖွဲ့တယ်ပို့လိုက်နိုင်ပြီးတော့တိုင်းပြည်အကျိုးဆောင်ရွက်နိုင်လဲဆိုတာလဲကျမတိုင်းကြခြင်းနော်အဲ့ဒါကြောင့်မလို့ကျမနိုင်ငံရေးကိုစိတ်မပြတ်ပါဘူးနိုင်ငံရေးကိုလက်ချင်လုံးလို့ကျမလက်ပါတယ်စိတ်မပြတ်ပါဘူးအခုလွတ်တော်လည်းမပါဘူးရွတ်တော်ကမပါရသည့်တိုင်အောင်တောင်မှကျမ ဆက်လက်ပြီးတော့မှနိုင်ငံရေးပေါ့နော်ကျမဒီကျမလည်းပြောထားပါတယ်ကျမပါရသည်ဖြစ်စေမပါရသည်ဖြစ်စေကျမဒီဒီအွန်လိုင်းကာလရက်60မှာတော့ကျမဒီနေ့ကနေစပြီးပေါ့နော်ဒီနိုဝင်ဘာလ10ရက်နေ့ကနေစပြီးတော့မှ အဲကျွန်တော်တို့ဒီဆက်မှာ26မိနစ်ထိပေါ့နော်ကျွန်မဟိုတက်တက်ကြောကြောနဲ့ကျွန်မခံလေးချက်တော်ပို့ပြီးကျွန်မအလုပ်လုပ်ပါမယ်ဆိုတာကျွန်မကျွန်မရဲ့လက်ပေါက်ကင်မဲ့တွေလည်းကျွန်မတတိပေးထားပါတယ်ရှင့်ဟိုစိတ်ပြတ်တာလုံးဝမရှိပါဘူး။နော်ဒီလိုတင်းစားရှင်းလင်းပွဲပေါ့နော်အလုပ်ရချင်းအကြောင်းရင်းကတော့နံပါတ်1ကတော့ရည်ရွယ်ချက်ပေါ့နော်ရည်ရွယ်ချက်နံပါတ်1ကတော့ကျွန်မနိုင်ငံရေးပါတီနဲ့ကျွန်မတို့မိသားစုစီးပွားရေးကိုပြည်သူလူထုကကွဲကွဲပြားပြားညှင်းစေချင်လို့ဖြစ်ပါတယ်ရှင့် ကျွန်တော်နိုင်ငံရေးပါတီဒီအခုမှ6နှစ်သားပါတီဖြစ်တယ်အပြင်းလို့ရှိရင်အလူရှင်ကြီးကြီးမားမားမရှိဘူးလူတိုင်းလူတိုင်းကကိုယ့်အိတ်ဆိုင်ပြီးတော့မှအလုံးလုံးနေရတဲ့အတွက်ရန်ပင်ဝင်လည်းအများကြီးမရှိဘူးလုံးဝမရှိတာတော့လည်းမဟုတ်ဘူးအပြင်းလို့ရှိရင်ကျွန်တော်တို့ရဲ့ဘန္ဒာရေးစီးမင်းတွေကျွန်တော်တို့တေချာရေးဆွဲထားတယ်ဒီဘန္ဒာရေးစီးမင်းအတိုင်းကျွန်တော်တို့တုံးဆွဲနေတယ်အလိုက်နာတုံးဆွဲနေတယ်အဲနောက်တော့ကျွန်တော်တို့ပါတီ6နှစ်အတွင်းမှာလည်းနှစ်တိုင်းပဲကျွန်တော်တို့စီးရင် စစ်ဆေးခံတယ်စီးရင်စစ်ဆေးခံပြီးစီးရင်စစ်ဒီ CPA ပေါ့နော်ဒီစီးရင်စစ်တွေရဲ့စီးရင်စစ်ဆေးခံတဲ့ခံထားတဲ့ဒီဒီ အစီရင်ခံစာပေါ့စီရင်စစ်အစီရင်ခံစာတွေလည်းကျွန်တော်တို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကိုနှစ်နှစ်တိုင်းတင်ပါတယ်ရှင့်အဲ့ဒါကြောင့်ကျွန်တော်တို့နိုင်ငံရေးပါတီနဲ့ကျွန်မရဲ့စီးပွားရေးမှာခုခုကျွန်မရှင်းပြခဲ့တယ်ကျွန်မမိသားစုစီးပွားရေးမှာရင်းဆိုင်နေရတဲ့အခက်အခဲနဲ့ဘာမှမတက်ဆိုင်ဘူးဆိုတော့ကျွန်မပြည်သူလူထုကိုပြောချင်တဲ့အတွက်နံပါတ်1အဲဒီနေ့ကျွန်တော်တည်တံ့ပေါ့နော်သတင်းစာရှင်းလင်းပွဲလုပ်တာဖြစ်ပါတယ်ဒါဒုတိယလုပ်တာကတော့ဘာလဲဆိုရင်ကျွန်မဒီ အဲကျမဒီနိုင်ငံရေးပါတီနဲ့ကျမစီဝါမိသားစုစီဝါရေးနဲ့မသက်ဆိုင်ဘူးဆိုတော့ညာလဲကျမတယောက်ထဲကမိသားစုစီဝါရေးမှာလဲပါနေတယ်ကျမဒီပဲအဲနိုင်ငံရေးပါတီရဲ့ဥက္ကဋ္ဌတယောက်ဖြစ်တဲ့ခါကျတော့ကျမပြည်သူလူထုနဲ့ရိုးသားတဲ့ဆက်ဆံရေးကျမတည်ဆောက်ခြင်းတဲ့အတွက်ကျမမှာဒီအခက်အခဲတွေကြုံရပါတယ်ဆိုတဲ့ဟာလေးကိုကျမအမှန်တိုင်းကိုကျမပြည်သူလူထုရှင်းလင်းတင်ပြခြင်းတာဖြစ်တဲ့အတွက်ဒီနေ့မီဒီယာကြီးကြီးများကိုခေါ်ပြီးတော့မှကျမတရင်းစာရှင်းလင်းပွဲဆောင်ရွက်တာဖြစ်ပါခြင်းနောက်တတိယရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင် အဲကျွန်မကျွန်မပါတီပဲပြောလို့ရှိရင်ကျွန်မကျွန်မအခုအလုံးမလုံးနိုင်ဘူးအလုံးရှုံနေတယ်ကိုကိုဆက်နေကိုအလုံးရှုံနေတဲ့အချိန်မှာကျိုးကျိုးဆန်းဆန်းနဲ့ဒီအောင်နိုင်ရေးကာလမှာဆောင်ရွက်နေကြတဲ့အတွက်ကျေးဇူးတင်ကြအောင်ပေါ့နော်ကျွန်မရဲ့လက်ပေါ်ကင်ဘက်တွေကွန်ဆယ်လယ်လောင်းတွေကျေးဇူးတင်ကြအောင်အမှုဆောင်တွေပါတီအမှုဆောင်ပါတီဝင်တွေကျေးဇူးတင်ကြအောင်ကျွန်မပြောချင်တာဖြစ်ပါတယ်ရှင်အဒုတိယကျေးဇူးတင်တာကတော့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေကျွန်မနဲ့ကုန်ချုံဝင်အိမ်တော်ရှာလို့ရရင်အိမ်တော်တက်လဲ37နှစ်ရှိပါပြီစီးပွားရေးလုပ်တာလဲ37နှစ်ရှိပါပြီ ဲ့ဘဝရင်စပြီးတော့မှကျမတို့မိသားစုစီးပွားရေးမှာပါဝင်ခဲ့ကြတဲ့ဒီနေ့ထိပါဝင်ခဲ့ကြတော့ကျမတို့ရဲ့ဝန်ထမ်းတွေပေါ့နော်အခုချိန်မှာကျမတို့စီးပွားရေးမှာအခက်အခဲတွေတအားကြုံနေတယ်ငွေရေးကြေးရေးပေါ့နော်အကျပ်တဲကြုံနေတယ်အဲ့လိုကြုံနေတဲ့အချိန်မှာလည်းဟိုဒီဒီမလျှော့သောဇွဲလုံးလာနဲ့ကိုအောင်ကျော်ဝင်းရဲ့ဥဆောင်မှုအောက်မှာအဲတစုတစည်းတဲ့နဲ့ကျမတို့ဆောင်ရွက်နေကြတဲ့အတွက်ကျမတို့ရဲ့မိသားစုစီးပွားရေးရဲ့ဝန်ထမ်းတွေကိုလည်းကျမကျေးဇူးတင်ပါတယ်အဲနောက်တစ်ခါတော့ကျမတို့ဒီ68 residency launch လုပ်ဆင်တော့က ်ကျွန်မတို့ရုံရုံချီချီနဲ့အားပေးခဲ့ကြတဲ့အခန့်ရှင်တွေလည်းကျွန်မကျေးဇူးတင်ပါတယ်ကျွန်မတို့ဘက်ကပြက်ကွက်နေတာကတော့နံပါတ်1ကအဲကျမတို့ဘက်ကပြက်ကွက်နေတဲ့နံပါတ်1ကတော့ဘာလဲဆိုရင်ကျွန်တော်အချိန်မီအခန်းကိုမအပ်နိုင်ဘူးပေါ့နော်တိုးတော်လဲကျမတို့ဒီအဆောက်အဦကိုပြီးအောင်ဆောက်ပါမယ်86ရာခိုင်နှုန်းလည်းပြီးနေပါပြီအဲကျမပြီးအောင်ဆောက်ပါမယ်ပြီးအခန်းအခန်းကိုတေချာတေချာအပ်ပါမယ်အဲတိုးတော်လဲပေါ့နော်ကျမတို့အကြောင်းငယ်တော့ကဒီဟိုဘာပေါ့ရှင်1 US ဒေါ်လာကို980နှုန်းနဲ့တင်ပြီးတော့ရောင်းခဲ့တယ်အခုချိန်မှာတော့4000လောက်ဖြစ်နေပြီဆိုတဲ့အခါကျတော့ ဒီဝယ်ထားတဲ့သူတွေလည်းကျွန်တော်တို့ကိုယုံကြည်လို့ယင်းနှိမ့်ညံ့ထားတဲ့အခန်းရှင်တွေလည်းအချိုးမြတ်တစ်ခုတော့ရှိနေတဲ့အတွက်ပေါ့နော်အစိုးရအကောင်ဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ချင်အဲနောက်တစ်ခုမေးလာရတော့အများကြီးပဲဒီ resident visa အပြင်အခြားအကြောင်းအရာရှိသလားပြည့်ပြည့်ခံရတဲ့ visa လေအဲဟိုပါပေါ့ချင်ကျွန်တော်ကျွန်တော် UEC ကကျွန်မကိုစစ်တယ်ပေါ့နော်စစ်တော့တရားတွေ့ရှိတယ်အဲတွေ့ရှိတာကျွန်မထင်တာတော့ဟိုပေါ့ကန့်ကွက်တဲ့လူရှိလို့လည်းဖြစ်မှာပါချင်ကန့်ကွက်တဲ့လူရှိလို့ဖြစ်မှာပါချင်အဲကျွန်မအဲ့ဒါတော့ကျွန်မမသိပါဘူးအဲ့ဒီအပိုင်းတော့ကျွန်မမသိပါဘူးချင် ိတ်ကြပါတယ်ဟိုဒီကိုယ်စားလှယ်လောင်းကပ်ပေါ့နော်ရပြီပြီလို့တိရပါတယ်အဲ့ဒါကနေပေါ့နော်အခုဒီလိုမျိုးအခုလိုဖြစ်သွားတယ်ဆက်ပြီးတော့မှာယူရီစီကိုလည်းတော့ပါပါခဏပြောချက်ဒါလေးညပြောချက်ပါတယ်နော်ဟိုကျွန်တော်ယူရီစီကိုဟိုဟာရှင့်အတနာခံစားတင်လိုက်ပါမယ်ရှင့်ဟိုအော်တိုဘာ16ရက်နေ့ကဟိုကျွန်တော်တို့ဟိုဟာပေါ့ကိုယ်စားလှယ်လောင်းတက်တေကန်ကပ်ပြားကျွန်တော်ထုတ်ပေးပြီးဖြစ်ပါတယ်ပြီ21ရက်နေ့ညမှာအကျွန်တော်ဒီတရားပယ်ဖြတ်တယ်ဆိုတာစာကျွန်တော်အကြောင်းကြားစာရတော့လေအကျွန်တော်24ရက်နေ့ကကျွန်တော် နေဆက်လေးရနေဟိုပထမတော့ကျမစာပဲယင်တင်လိုက်တာပါရှင်။အတနာခံစားတင်နေ။ပြီးတော့တနည်းရပေါ့နော်။တနည်းရအော်တိုဘာ30ရက်နေ့ကတော့ကျမအဲကျမဟိုပါပေါ့3000တောင်းပေါ့ကမ္ဘောဇာဘောင်တွင်းပြီးတော့မှကျမကျမကရိုးရိုးသားသားနဲ့ဒီပေးရန်ရှိတောင်းဝန်လဲကျမတို့ညင်းပယ်တာမဟုတ်ဘူး။အဲပြီးလို့ရှိရင်လည်းဒီရွေးကောက်ပွဲဝင်ခြင်းတဲ့အတွက်ကြောင့်မလို့ဒီလိုရက်တိုးတိုးတွင်းမှာဒီလောက်များတဲ့ငွေပမာဏကိုကျမကမ္ဘောဇာဘောင်ပေးသွင်းထားပါတယ်ဆိုတာကိုလည်းကျမ UEC ကို30ရက်နေ့ကငွေသွင်းပေးတာနဲ့တပြိုင်နက်အဲကျမတစ်ခါလဲစာတင်ထားပါရှင်။စာနှစ်ဆောင်တင်ထားပါရှင်။ ကဲ့ပါအခုအရင်နေနဲ့ဒီလိုအခြေအနေမျိုးဖြစ်လာနိုင်ရဲဆိုတာကြိုပြီးတော့များလားခံမှန်းမိခဲ့သေးလားဘယ်လိုဖြစ်လဲဟိုကျွန်မကပေါ့ကျွန်မစီးပွားရေးလုပ်ငန်းဖြစ်တဲ့ခါကျတော့မိသားစုစီးပွားရေးဖြစ်တယ်နိုင်ငံရေးလည်းလုပ်တယ်ဆိုတော့ကျွန်မเจ้าမို့လို့နိုင်ငံရေးဆိုတာအတိုက်ခိုက်များတယ်ပေါ့နော်ဒါကျွန်မသိပြီးသားဖြစ်ပါတယ်လူတိုင်းလည်းသိပါတယ်ရှင်နိုင်ငံရေးဆိုတာအတိုက်ခိုက်များတယ်အဲသို့တော်လည်းကျွန်မရဲ့မိကျွန်မနိုင်ငံရေးလုပ်လို့ကျွန်မမိသားစုစီးပွားရေးမထိခိုက်အောင်ဆိုပြီးကျွန်မဒိုက်တာလေအဲဒိုက်တာဆိုတာရင်းနှီးမြှင့်နှံမှုနဲ့ဟိုကုမ္ပဏီများ အဲညချမ်းမှုဦးစီးဌာနမှာကျမတို့ကုမ္ပဏီမိသားစုကုမ္ပဏီနှစ်ခုရရနေကျမ2021ခုနှစ်6လပိုင်း22ရက်နေ့ကထွက်ပြီးဖြစ်ပါတယ်ရှင်။ထွက်ခဲ့ပြီးဖြစ်ပါတယ်။အဲ့လိုထွက်တယ်ဆိုတော့ကျမ share holder တွေကျမ share တွေအကုန်ဆွတ်လုပ်ပြီးသားပြီးကျမဒီအဲ့မှာ share holder လည်းမဟုတ်တော့ဘူး။အဲကျမအဲ့မှာလုံးဝမပါတော့တရားဝင်ပေါ့နော်ဒါလည်းဒါလည်းအစိုးရပါလဲအစိုးရအစိုးရဦးစီးဌာနပါလေအစိုးရဌာနပဲဒါနဲ့ဒီဘက်ကပုံရတော့ကျမတို့ဘဏ်မှာ အဖမ်းမငွေဥပပေါ့စီးပွားရေးတော့ပေါ့ business လုံးချင်းယူစင်တော့ကကျမနဲ့ကိုအောင်ကျော်ဝင်လက်မှတ်ထိုးပြီးယူထားတာဖြစ်တဲ့အတွက်အဲ့ဒါတော့ကျမမပယ်ဖြစ်ထားပါဘူး။ဘန်ချင်းငွေဆိုတာကျမတို့ကအလုပ်ငန်းလည်းအကြီးအလုံးနေတဲ့အခါကျတော့ဘန်ချင်းငွေဆိုတာဟိုနေ့ချင်းညချင်းဖြည့်ဆည်းလို့လည်းရတဲ့ကိစ္စမဟုတ်ပါဘူး။အဲ့ဒါကြောင့်ကျွန်တော်ဒီဘက်မှာထိုက်တာမှာတော့ကျွန်တော်ကုမ္ပဏီကနှုတ်ဖက်ပြီးဖြစ်ပါလေ။အဲပြီးလို့ရှိရင်ကျွန်တော်တမီလေးလေး22နှစ်ပြည့်ပြီဆိုတော့မိသားစုလည်း300ယောက်ပဲရှိတော့ကျွန်မထွက်လိုက်ရင်ကောင်စော်ဝင်းကျန်ဖက်ကြမယ်ဆိုတော့တမီလေးက22နှစ်ပြည့်ပြီဆိုတော့ကျွန်မပြည့်ပြီးဖြစ်တဲ့အချိန်မှာကျွန်မကုမ္ပဏီလည်းထင်ထားပါလိမ့်ကျ ို့ရှိရင်တားခမြောက်ကကုမ္ပဏီမှာကြာပြီကျွန်မကုမ္ပဏီကထွက်ပြီးဖြစ်ပါတယ်အဲကျွန်မဒါဒီတော့အကြမ်းမြင့်တော့မှန်သိပါတယ်အကြမ်းမြင့်နားလည်ပါတယ်နိုင်ငံရေးဆိုတာတိုက်ခိုက်များတယ်အဲဒါစီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေမှာဒီလိုပဲပြောက်ွက်တည်ဆိုတာရှိတတ်တယ်။ဒါအောင်နင်းခံရနိုင်တယ်ဆိုတော့ကျွန်မသိပါတယ်။ အတိတ်အတွက်ကြောင့်မို့ကျွန်မတက်နေတယ်လို့တော့ပြင်ဆင်ထားတယ်။ဒါပေမဲ့ဖန်ချင်းကိုရတော့မိချင်းကြချင်းဟိုဒီဖြည့်ရှင်းလို့ရတဲ့ကိစ္စမဟုတ်ဘူး။ကျွန်တော်တို့ဖြည့်ဖြည့်နဲ့မှန်မှန်ဆက်သွားမှာပေါ့နော်။ဆိုအတိုးပေးထားမယ်။ပြီးလို့ရှိရင်တစ်ချိန်ကျရင်ဒီဒီဒီစီမံကိန်းကြီးပြီးသွားတဲ့အချိန်ကျရင်တိုးရင်းပေါင်းဆက်သွားမယ်။အဲ၈နှစ်တန်ဒီ၁၀နှစ်တန်ဒီဆက်တဲ့အချိန်မှာငါခြေသွားမယ်ပေါ့နော်။ဒါကျွန်တော်တို့အဲ့လိုစီစဉ်ထားပါလိမ့်ရှင်။ဟုတ်ကဲ့ပါ။ကဲမင်းကြာရှင်းမင်းပါဘူးပြင်ကြရှင်းရမှာပါ ကမ္ဘောဇာတစ်ခုလည်းရှိတာပါလားတခြားရှိပါလားသိစရာကမ္ဘောဇာတစ်ခုလည်းပါရှင်ဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုရင်ပေါ့လေဒီတွင်းပေါင်းဆိုရင်ဟောဒီဘလတ်လောက်များဒီပေးချင်ရဖို့ရှိမှာဟုတ်ပါကျွန်တော်တို့မိသားစုစီးပွားရေးရဲ့ private ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဖြေကျွန်မမဖြေချင်ပါဘူးကျမခုနပြောပြီးပြီဒီ project တစ်ခုလေးတည်းတင်တကယ်ပြီးသွားရင် US ဒေါ်လာ185သန်းဖြစ်တဲ့အတွက်မြန်မာငွေလို840ဘီလီယံရှိတာဖြစ်ပါတယ်ဆိုလို့ရှိရင်အလုပ်ကြီးကြီးလုပ်တဲ့လူကဒီချင်းဝင်များများရှိနိုင်ပါတယ်အဲဒါဒီဒါဒါမေးစရာအကြောင်းမရှိပါဘူးရှင်ကျေးဇူးပါ ကျွန်တော်ဝေးထားရတယ်ပါတယ်။ဒီကဲကြောက်တဲ့ဝင်ကွက်ပြီးတော့ကျွန်တော်ခုနဲ့တိုက်ခိုက်နေကြတယ်အဲ့ဒါကြီးပြောတယ်။ဟုတ်အဲ့တော့ကျွန်တော်ကြောက်တော့ဖြစ်တော့ပါရှင်။ဒီအဲ့ဒီကျေးဇူးတင်ပါတယ်ဆိုကျွန်တော်လေးဟိုအမေကမရှိတော့ဘူးဆိုရင်အဲကျွန်တော်တို့ party ပေါ့နော်အများအားပြောလို့ရှိပါတယ်ဒါဒီဒီနေ့ကျွန်တော်တို့ဒီနေ့နှစ်လအိမ်မှာကျင်းပမှာတော့ကျွန်တော်တို့ party ရဲ့ ဒီရွေးကောက်ပွဲကျင်းပဆာလန်းကိုကျမတို့ဟိုပေါ့ launch လုပ်တဲ့ပွဲဖြစ်ပါတယ်။နောက်အဲ့ဒီမှာကျမတို့ပါတီကရဲ့မူဝါဒအနေနဲ့လုံလန်းလန်းစင်နေကျမတို့ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်ရှင်း6ရောက်ပါရှင်းကျမအပါဝင်6ရောက်ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။အဲတရက်ကိုမိနစ်20လောက်နဲ့မြန်မြန်ပြောကြပါလို့တော့ကျမပြောထားပါတယ်ရှင်း။အဲပြောထားတယ်ဆိုတော့အဓိကကဘာလဲဆိုတော့၄ချိန်ရောက်ဖြစ်ပါတယ်။ဒါကျမပါတီကိုပြန်ရောက်ပြီးရွေးကောက်ပွဲလည်းလုပ်တော့မယ်ဆိုတဲ့အချိန်မှာကျမ၄ချိန်ရောက်ဆောင်ရွက်တာဖြစ်ပါတယ်။အဲ့ဒီ၄ချိန်ရောက်မှာ၄ချိန်ရောက်လုံးမှာကျမတို့ပြောခဲ့တာကျမတို့ပါတီရဲ့မူဝါဒကြီး ချစ်ဖို့စီကန်းတဲ့အညီဆောင်ရွက်တဲ့မီဒီယာတွေရဲ့အခန်းကဏ္ဍကိုကျွန်တော်တို့ပါတီအနေနဲ့မြင့်တင်ဖို့ထုတ်သွားမယ်ဆိုတာပါတီရဲ့ဖွဲ့စည်းပုံစီမင်းတဲ့အရေးကြီးတဲ့မူဝါဒတရားဖြစ်ပါတယ်ဆို။နောက်ကြကြမလို့ဒီနေ့လည်းကျမကိုစိတ်ဝင်စားနဲ့လာရောက်ပြီးတော့တင်ပြယူပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျမအတွက်ကကြတော့ဒီမီဒီယာကနေတစ်ဆင့်ပြည်သူလူထုကိုအစီအခံတင်ပြနေတာဖြစ်တဲ့အတွက်မီဒီယာတွေကနေတစ်ဆင့်ပြည်သူလူထုတွေသိချင်အောင်ပြည်သူလူထုတွေကျမတို့ကိုမနာလည်သွားအောင်ပေါ့နော်။အဲ့ဒါလေးပါရှင့်။နောက်တစ်ခု message လေးကျမပေးချင်ပါတယ်။ဒါဆိုလို့ရှိရင်ကျမကလည်း 嗯嗯，边边上这块来搞过 အေးစစ်စစ်နေနိုင်တဲ့သူတယောက်ပဲတိုးတော်လဲဘာလို့နိုင်ငံရေးထဲဝင်တာလဲလို့ပြောလို့ရှိရင်ကျွန်တော်ရေကန်ကြီးတစ်ခုလို့ထားပါတော့နော်ဒီရေကန်ကြီးထဲမှာနေနေတဲ့ရေတတော်ဝါတွေအကုန်လုံးကစီးပွားရေးလုပ်ငန်းတွေပြည်သူလူထုတွေပေါ့နော်တချို့ကစီးပွားရေးလုပ်မယ်တချို့ကဝန်မန်းလုပ်မယ်အစတဖြစ်တချို့ကကိုယ်ပိုင်လုပ်ငန်းတိတ်တိတ်လေးတွေလုပ်မယ်တချို့က NGO INGO မှာလုပ်မယ်တချို့ကဆရာဝန် engineer လုပ်မယ်ပေါ့နော် professional လုပ်မယ်ဘာပဲလုပ်လို့ဒီရေကန်ကြီးထဲမှာရှိကြတဲ့နေကြတဲ့ရေတတော်ဝါတွေအကုန်လုံးစမ်းပါဖို့လို့ဆိုလို့ရှိရင်ဒီရေကန်ကြီးကခြိလင်းပြီးတော့မှဒီရေထုတန့်ရှင်းနေဖို့လိုပါတယ် တကယ်လို့ဒီရေထုတက်ရှင်းနေတယ်ဆိုလို့ရှိရင်ရင်ကြီးရင်ပေါ်လေးတွေရှိမယ်ပြီးလို့ရှိရင်ဒီဒီရေထဲမှာနေတဲ့ဒီရေကန်ကြီးထဲမှာနေတဲ့ရင်းနေတတဝါတွေအကုန်လုံးရဲ့ဟိုဟာပေါ့နော်ဒီတန်တန်ရှင်းတဲ့ရေထဲမှာနေရမယ်အစာအာဟာရပြည့်ဝမယ်အဲဒီရင်းနေရင်းနေတတဝါတွေအကုန်လုံးကျန်းမာမယ်တန်ဆွမ်းမယ်အကောင်ကြီးမယ်အရေးအတွက်များမယ်ပေါ့နော်အဲဆိုလို့ရှိရင်သို့တော်လည်းအကြောင်းအကြောင်းအကြောင်းတစ်ခုခုကြောင့်ဒီရေကရေထုညံ့ညမ်းသွားပြီဆိုလို့ရှိရင်ဒီဘလောက်ကြီးတဲ့ငါးပဲဖြစ်ဖြစ်ကျန်းမာရေးမကောင်းပါဘူးရှင် ဒီငါးအချီးတွေတောင်ဒီလိုဖြစ်နေတယ်ဆိုလို့ရှိရင်ဒီငါးသေးသေးလေးတွေပေါ့နော်တာမန်ပြည်သူလူထုတွေပြည်သူလူထုတွေရလဲအဲဘလောက်တောင်မှချက်တဲနေကြမလဲဆိုတာကျွန်တော်တို့ကိုချင်းစာမိပါတယ်နော်အဲ့ဒါအကြောင်းမို့ကျွန်မကနိုင်ငံရေးဝင်နေဆိုတာဒီစီးပွားရေးပေါ့စီးပွားရေးကိုလောက်တာထက်စာလို့ရှိရင်ဒီစီးပွားရေးရဲ့ပေါ့ပတ်ဝန်းကျင်ကြီးပေါ့နော်နိုင်ငံရေးဝန်းကျင်ရှိမယ်စီးပွားရေးဝန်းကျင်ရှိမယ်ဥပမာစီးပွားရေးဝန်းကျင်လို့ပြောရင်စီးပွားရေးဖွံ့ဖြိုးမှုနှေးကွင်းနေတာဒီအဲနှေးကွင်းနေလို့ရောင်းလာဝယ်တာမကောင်းဘူးရောင်းလို့ဝယ်လို့မကောင်းဘူးဆိုတာဒီ နောက်နောက်တစ်ခါကျလူဝါရတွေချောင်းမို့ကားစေးတက်တက်ကြတယ်နောက်စသဖြင့်ပေါ့နော်ဒါမျိုးကိစ္စတွေကဒါတပ်ဝန်ကျင်နဲ့ဆိုင်နေတာဖြစ်ပါလားရှင်အဲ့ဒါကြောင့်မို့ကျမတို့ဒီမူဝါဒဝန်ကျင်ကြီးပေါ့နော်လောက်တာတိုင်းတာရှိတဲ့စီးပွားရေးဝန်ကျင်ကိုတည်ထောင်ကျင်တဲ့အတွက်ကျမကိုယ့်စီးပွားရေးကိုဟိုကိုအောင်ချောင်းလေးနဲ့ထားခဲ့ပြီးတော့မှကျမကနိုင်ငံရေးလောကတွေဝင်တာဖြစ်ပါလားရှင်ဒါအရင်တော့ဝိုင်း day 1တော့ဝိုင်းပေါ့နော်ဒါအခုဒီနေ့မှပြောမိတာတော့ကျမဘာကြောင့်နိုင်ငံရေးလောက်တာလဲဆိုလို့ရှိရင်လူပါကန်တာရှိတဲ့စီးပွားရေးဝန်ကျင်တိစောက်ချက်အဖြစ်နိုင်ငံသူနိုင်ငံသားတိုင်းရောင်းကောင်းဝယ်ကောင်း ဖြစ်ပြီးတော့မှအိမ်အောင်စုတိုင်းဝင်ဝင်ရှိပြီးတော့မှကျမ်းပါပြီးတော့မှဟိုဒီအာဟာရပြည့်ဝပြီးကျမ်းပါပြီးတော့မှပညာတတ်တဲ့သားသမီးတွေမွေးချင်းပြုစုပြောထောင်ခြင်းအဖြစ်နိုင်ငံအနာကကောင်းမွန်လို့အတွက်ကျွန်မဒီဒီ youth power ပေါ့ရှိနိုင်ငံရေးကိုကျွန်တော်ဝင်လာဖြစ်ပါတယ်ရှင်။နောက်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဟိုကျွန်တော်အများအားပြောပါတယ်ဟိုကြုံရင်ပြောပါတယ်ငါးတကောင်ကျင်းစီကစီးပွားရေးတွေကငါးတကောင်ကျင်းစီဆိုလို့ရှိရင်ဒီဒီငါးတွေနေနေတဲ့ရေကကျွန်တော်တိုင်းပြည်ရဲ့စီးပွားရေးအဆောက်အအုံတိုင်းပြည်ရဲ့စီးပွားရေးဝန်ကျင်ကြီးဖြစ်တယ်။ဒီဟာကြီးကောင်းမှဒီရေတက်နေမှ ်ဒီရေတို့တန့်တန့်ရှင်းနေမှာဒီငါးတွေကအကြမ်းမာမှာဖြစ်ပါတယ်ရှင်။နောက်ကျွန်တော်တို့ဒီလုပ်ငန်းကြီးလုပ်တဲ့သူတောင်မှဒီလိုဟိုဒီလိုအခက်ခဲတွေနဲ့ပေါ့နော်ပြင်ပအခြေအနေတွေကြောင့်မလို့ကျွန်တော်တို့အခက်ခဲတွေကြုံနေရတဲ့အချိန်မှာအတ္တမပြည်သူလူထုတွေလည်းအခြေခံပြည်သူလူထုတွေလည်းဘယ်လောက်တောင်ခံစားနေရလဲဆိုတာကျွန်တော်တို့နားလည်ပါတယ်ရှင်။ကျွန်တော်တို့ပါတီအနေနဲ့နားလည်ပါတယ်။ဒါတွေကိုဖြည့်ရှင်းခြင်းတဲ့အတွက်ကျွန်တော်ရွေးကောက်ပွဲဝင်ရသည်ဖြစ်စေမဝင်ရသည်ဖြစ်စေဒါတွေကိုဖြည့်ရှင်းခြင်းတဲ့အတွက်ကျွန်တော်တို့နိုင်ငံရေးလုပ်ပါတယ်ရွေးကောက်ပွဲဝင်ပါတယ်။အဲဒါကြောင့်မို့ကျွန်တော်တို့ဒီလိုဖြည့်ရှင်းခွင့် အဲပေးတဲ့အနေနဲ့ကျမတို့ကိုကျမတို့ပါတီကိုမဲပေးကြပါလို့ကျမမဲဆန္ဒရှင်ပြည်သူလူထုကိုမေတ္တာရက်ခံအပ်ပါလေရှင်မဲပါရှင်ပြောရတာရှိတယ်ပေါ့နော်ဒီကျူတယ်လောက်သိရနေပြီးတော့တက်တက်တန်တန်ကဒါဒီကံွက်တဲ့သူရှိမယ်လို့စရတယ်ဒါမှမဟုတ်ရှိတယ်ထိုင်တိုင်တာလည်းဖြစ်အောင်ဖြစ်နိုင်တယ်လို့စရတယ်ဆိုတော့အဲအဲ့လိုမျိုးကံွက်လာကံတက်ွက်တဲ့သူတာကြောင့်ဆိုတဲ့ပတ်သက်ပြီးတော့ဘယ်သူပဲမှန်းမှန်းသိတယ်ဆက်ကနေလည်းပြန်ထားရှိလို့ရှိတယ်အာမသိပါဘူးရှင့်မသိပါဘူးကျမသိမှလည်းကျမမချွန်စားတော့ပါဘူး အဲဘာဖြစ်လို့လဲဆိုကျမဒီအများသားပြည်လူပြည်ပြောတယ်လေဟိုနိုင်ငံကြီးကအတိုက်ခိုက်များတယ်နော် politics is dirty ပေါ့နိုင်ငံကြီးကညစ်ပတ်တယ်ဆိုတဲ့ဟာပေါ့နော်ကျမအဲ့ဒါကိုမယုံကြည်ပါဘူးကျမဟိုဖြူဖြူဆင်ဆင်တက်တက်ရှင်းရှင်းနဲ့နိုင်ငံကြီးကိုသွားမယ်အဲဆိုလို့ရှိရင်ကျမကိုဝိုင်းတိုက်ခိုက်ကြတဲ့သူကိုလည်းကျမတို့ကောင်းသောတုံ့ပြန်ခြင်းနဲ့ကျမအဖြေရှင်းပြီးတော့မှကျမအရှိတ်တက်လန်းနေအောင်ကျမစူးစမ်းမှာဖြစ်ပါရဲ့ရှင်ဆိုလို့ရှိရင်တိလည်းမတိချင်ပါဘူးတိအောင်လည်းကျမစူးစမ်းမှာမဟုတ်ပါဘူးရှင်